ဆိုးရင်ကြောင့်အုံမြင့်ချပွဲမှာဘီလီယံချီတန်ကျင်းရှိတဲ့စိန်ရွှေရတနာတွေကိုထည့်သွင်းခဲ့လို့လူတိုင်းအံ့ဩမြင်တတ်ခဲ့ရတဲ့ဇွဲထက်မိသားစုပရိသတ်များအားလုံးမင်္ဂလာပါရှင် နန်းလူသားတို့ခေါ်စေတဲ့အလူဒါနာကြီးကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကျင်းပပြုလုပ်ခဲ့ရကတော့နိုင်ငံကျော်ဆွဲထက်အစစ်မြစ်ဆိုင်ရွှေရတနာဆိုင်တထေးမိသားစုပဲဖြစ်ပါတယ်။ဥဆောင်တီထောင်သူတထေးကြီးဥဆောင်ဝင်းနဲ့တထေးကတော်ကြီးဒေါ်ဝင်းမာတို့ရဲ့တရာတရားထက်ထန်စွာနဲ့လူတန်းမှုတွေနဲ့အတူမိသားစုဝင်တွေနဲ့အများပြည်သူပူးပေါင်းလူတန်းမှုတွေအင်မတန်ကြီးကျယ်ခန်းနာတာကြောင့်တကြားမင်းတော်မှမနေနိုင်မင်းနဲ့သားတို့ခေါ်ရမယ်အထီးပါပဲ။အခုချိန်မှသာဆိုရင်တော့တဘာဝဘေးရနေရဲ့အကြောင်းပြောပြသွားခဲ့ရတဲ့တရဏာရောရဲ့အဓိကရေးတောင်းမြင့်လို့ပြောလို့ရတယ်။ စိုးရင်ကြောင်းတိုက်ကြီးကိုအစ်စ်တစ်ဖန်ပြန်လဲတိဆောက်ပြီးတော့ရတနာအုံမြင့်တော်စီမင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ဒီခန္ဓာကြီးမှာဆိုရင်တော့ဇွဲထန်းဆင်ရွှေရတနာဆိုင်မိသားစုရဲ့အင်မတန်ကြီးမားတဲ့တရားတရားထက်သန်မှုကြီးတွေနဲ့အတူဘီလီယံချီတန်ဖိုးရှိတဲ့လက်ဝဲရတနာစိန်ကြောက်တွေများစွာကိုဌာပနာထည့်သွင်းပြီးတော့လူတန်းခဲ့တာကိုလည်းတွေ့မြင်ရတာဖြစ်ပါတယ်။တတိကတော်ကြီးတော်ဝင်းမှာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကအဆူဆောင်တင်စီခဲ့တယ်။သူမရဲ့အဖိုးတန်ဆင်ရွှေဗရံများအဖိုးတန်ရတနာများစွာကိုနှမျောတွန့်တိုခြင်းလုံးဝမရှိဘဲနဲ့လူတန်းကုသိုလ်ယူခဲ့တာပါ။ဒီလိုပဲသားသမီးမြင်းမြစ်တွေကလည်းသူတို့ပိုင်ဆိုင်သမျှစီ ီးစိမ်ချမ်းသာတွေတဲကနေတက်နိုင်တဲ့များအကုန်လုံးကိုစစ်ထုတ်ပြီးတော့တရားတရားထက်ထန်စွာနဲ့လူဒန်းခဲ့ကြတာပဲဖြစ်ပါတယ်။ဇွဲထက်ရဲ့အငယ်ဆုံးသမီးလေးဖြစ်တဲ့ဆံဝင်းမာလေးဆိုရင်ယရနာအုံးမြစ်တော်စီအခမ်းအနားကြီးမှာကုသိုလ်တရက်နေနဲ့ရွှေပရပိုက်ကြီးကိုလည်းထည့်သွင်းပြီးတော့လူဒန်းခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုးနိုင်ငံကျော်ဆွဲထက်မိသားစုရဲ့ကုသိုလ်ကောင်းမှုတွေတမကတနိုင်ငံလုံးမှာရှိတဲ့စေတနာရှင်အလှရှင်တွေကလည်းသူတို့တတ်နိုင်တဲ့များယတနာတွေကိုထည့်သွင်းပြီးတော့အလှတန်းနေကြပါတယ်။အနေနဲ့ရဲရဲမှာရှိတဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်အလှရှင်တွေအများပြားစုပေါင်းပြီးတော့ယတနာဆစ်ဆစ်အုံးမြင့်တော်ကိုးပါးနဲ့အတူတခြားသောစိန်ရွှေလက်ဝတ်ယတနာတွေများစွာကိုဌာပနာတိလှူဒန်းဖို့ဝမ်းသာအားရနဲ့လှုံ့ဆော်နေခဲ့ကြတဲ့မြင်ကွင်းကကျေနပ်ပီတီဖြစ်စီရပါပဲ။လက်ရှိမှာတော့အော်တိုဘာလာတရက်နေ့မှာမန္တလေးမြို့မဟာအောင်မြေမစိုးရိမ် င်ကျောင်းထိုက်ကြီးအတွင်အသေးတပံပြန်လည်တည်ဆောက်ဖို့အတွက်ရတနာအုံမြင့်တော်စီအခမ်းအနားကြီးကိုခမ်းနားစွာနဲ့ကျင်းပနေခဲ့ကြပါပြီ။နိုင်ငံကျော်ဆိုင်ဝိုင်းတွင်လည်းအတူထိတ်တန့်ဥပညာရှင်များစွာကလည်းသူတို့တတ်နိုင်တဲ့ဘက်ကလာရောက်ကူညီပြီးတော့ဖျော်ဖြေပေးခဲ့ကြပါတယ်။ဒီပွဲကြီးမှာဆိုရင်အစီအတနာရှင်အလှူရှင်တွေရဲ့အပြုံးပန်းတွေဝေးစားနေတာကိုအားရစွာမြင်တွေ့ရမှာဖြစ်ပါတယ်။ အဓိကကတော့အခုလိုမျိုးចောင်းတိုက်ကြီးကိုအသည့်တစ်ဖန်ပြန်လဲတိဆောက်ဖို့ဥဆောင်ခဲ့တဲ့ဇွဲထက်တထေးကြီးနဲ့တထေးကတော်ကြီးတို့ကပြောမပြတတ်တဲ့ပီတိတွေကိုရင်ဝယ်ပိုက်ပြီးတော့လူတိုင်းမှုတွေကိုဥဆောင်ပြုလုပ်နေခဲ့ကြပါတယ်။ယရနာအုံးမြင့်တော်စီမင်္ဂလာအခမ်းအနားမှာဆိုရင်ထာပနာတိလူတိုင်းမှုအတွက်ယရနာ၉ပါးနဲ့အတူတခြားသောလဝတ်ယရနာပစ္စည်းဥစ္စာတွေအများစွာကိုအပြည့်အစုံထည့်သွင်းလူတိုင်းသွားကြမှာဖြစ်ပါတယ်။တနိုင်ငံလုံးကအလူရှင်တွေကလည်းလာရောက်လူတိုင်းကုသိုလ်ယူထားတဲ့ယရနာများစွာကိုထာပနာသွင်းခဲ့ပြီးဖြစ်ပြီး နောက်ထပ်ကျောင်းသစ်ကြီးပြန်လည်တည်ဆောက်ဖို့နဲ့တရဏအာဇာနီပုဂ္ဂိုလ်တွေအများအပြားမွေးထုတ်ပေးနိုင်ဖို့ဆရာတော်တန်ဃာတော်တွေနဲ့အတူစ조사လုပ်ကင်သွားကြအောင်ပါပါ။ဇွဲထက်တထေးကြီးမိသားစုရဲ့ကုသိုလ်ယူမှုကြီးကတော့သူတို့မိသားစုကိုယ်တိုင်ကောင်းမှုကုသိုလ်တွေတိုးပွားစေရသာမကတနိုင်ငံလုံးကအလှူရှင်တွေကကြီးမားတဲ့လူဒန်းမှုကြီးတစ်ခုတစုတစည်းနဲ့ပြုလုပ်ဖို့တဲ့နိဗ္ဗာန်စော်နိုင်ခဲ့တာဖြစ်ပါတယ်။ဘီလီယံချီတန်ဖိုးရှိတဲ့ယရနာများစွာကိုကိုယ်တိုင်ထည့်သွင်းမှတည်လူဒန်းနိုင်တဲ့ဓမ္မမိတ်ဆွေတို့အနေနဲ့လည်း ဇွဲဆန်းမိသားစုကြီးနဲ့အလူရှင်တွေရဲ့ကုသဌာနကိုထပ်တူရစေဖို့ချီးကျူးကုန်ပြုပြီးတော့အသာဓုခေါ်သွားခဲ့ကြပါအောင်ရှင်။ကြီးစုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။